ာတာရီနေ့မနက်ပိုင်းကမန်ချက်စတာမြို့ကဂျူပြားကျောင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သူဟာအသက်35နှစ်အရွယ်စီးရီးယားနယ်ပွားပြည်တိုင်နိုင်ငံသားဂျီဟတ်အယ်ရှာမီဆိုသူဖြစ်တယ်လို့ရဲတပ်ဖွဲ့ကအမည်ထုတ်ပြန်လိုက်ပါတယ်။2006ခုနှစ်မှာပြည်တိုင်နိုင်ငံသားဖြစ်လာခဲ့သူအေရှာမီဟာနေရာမာရင်ရဲတပ်ဖွဲ့ရဲ့ပြစ်ဒဏ်ခံခဲ့ရပါတယ်။ဂျူပြားကျောင်းတိုက်ခိုက်မှုအတွင်အမျိုးသား2ဦးသေဆုံးခဲ့ပြီးတဦးကရဲတပ်ဖွဲ့ကတိုက်ခိုက်သူကိုပြစ်ခတ်ရင်ထိမှန်သေဆုံးခဲ့တာပါ။ ိုက်ခိုက်ခရသူ၃ဦးလည်းပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အရေးပေါ်စေကူးတမှုခံယူနေရပါတယ်။ဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်မှုနဲ့တန်တရားရှိသူအသက်30အရွယ်အမျိုးသား2ဦးနဲ့အသက်60အရွယ်အမျိုးသမီး2ဦးကိုလည်းရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ Obviously fear anger ကြောက်ရွံ့ရတဲ့ဒေါသဖြစ်ရတယ်၊စိုးရိမ်ပူပန်ရတယ်၊ပြီးတော့ဒီတိုက်ခိုက်ခံရလို့ထိခိုက်ဒေဆုံသွားသူနဲ့သူတို့ရဲ့မိသားစုတွေအတွက်ဝမ်းနေပါတယ်လို့ပြောချင်ပါတယ်။ လူတိုင်းကစိုးရိမ်ပူပန်ကြောက်လန့်နေကြရတယ်လို့ကျမထင်ပါတယ်။ပြီးတော့ကျမတို့ယုံကြည်ရအတွက်ကြောက်ရွံ့နေစရာမလိုပါဘူးလို့ဒေတာခက်အမျိုးသမီးတူကပြောဆိုပါတယ်။ဒီတိုက်ခိုက်မှုအပြီးပြည်ထောင်နိုင်ငံတဝန်ကဂျူဘာတာရီနေရာတွေနဲ့ပတ်ဝန်းကျင်တွေမှာလုံခြုံရေးအဆင့်တိုးမြင့်ခဲ့ပါတယ်။ဒီနှစ်ရဲ့ပထမနှစ်ဝက်မှာတင်ဂျူးစန့်ကျင်တိုက်ခိုက်မှုပေါင်း1500ကျော်ဆင်းရဲရရှိထားပြီးဂျူးလူမှုအတိုင်းဝန်ကတော့ပိုဆိုးရိမ်ကြောက်ကြနေကြပါတယ်။ Here is very diverse very very ညမာကအရန်ကိုလူမျိုးစုံကွဲပြားပါတယ်အရန်အရန်ကိုလူမျိုးစုံပါတယ်ဒါပေမဲ့ကျမပြောတယ်လို့ပဲလူတွေကတယောက်နဲ့တယောက်အဆင်ပြေပြေနေထိုင်ကြတာပါအခုလိုဖြစ်ရကြောင်းပို့ပြီးတော့တောင်းတုံးစရာကောင်းပါတယ်ပြီးတော့ကျမမန်ချက်စတာရဲတပ်ဖွဲ့ကိုကျေးဇူးတင်ချင်ပါတယ်သူတို့သာမျက်မျက်ဆက်ဆက်မတုံ့ပြန်နိုင်ခရင် အခြေအနေကတိကျအများကြီးပိုဆိုးသွားနိုင်ပါတယ်လို့ဒေတာခန်တူကလည်းပြောဆိုပါတယ်အေရှာမီကဒူဖျားကြောင့်အပြင်ဘက်ကလူတွေစီကို ကားနဲ့တိုက်ခဲ့ပြီးဓာတ်နဲ့ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက်ရဲတပ်ဖွဲ့ကမိနစ်ပိုင်းမှာပဲအခင်းနေရာကိုရောက်ရှိခဲ့ကြပါတယ်။ဖျားเจ้าတကားတွေကိုဘာသာရေးဆရာကပိတ်ထားနိုင်ခဲ့တာကြောင့်တိုက်ခိုက်သူကဖျားเจ้าတဲဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ9မိနစ်အကြာမှာပဲရဲတပ်ဖွဲ့ရဲ့ပြစ်ဒဏ်ခံခဲ့ရပါတယ်ရှင်။ဘာ